န္တလေးတိုင်းတောင်သားမြို့နယ်မှာဆုပ်စုရန်ရရာတောက်တိုင်ကိုဖြိုချတဲ့ဆက်စင်ရဲ့အဖြစ်နန်းစီရီယံဝန်ထမ်းအနေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်သားနယ်ဒေသခံတော်လိုင်းသတင်းမြစ်က MFB ကိုပြောပါတယ်။မေလ19ရက်မနေ့ကမနက်ပိုင်းမှာတောင်သားမြို့ပေါ်မြင်းချံတောင်သားကြောက်ရောင်ကားလမ်းမှမှာရှိတဲ့ဝန်ထမ်းအင်အားကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဝင်းအောင်စီနေပြီးနန်းစီရီယံဝန်ထမ်းအနေနဲ့မိသားစုဝင်အချို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့တောင်သားနယ်ဒေသခံတော်လိုင်းသတင်းမြစ်ကအခုလိုပြောပြပါရတယ်။တောက်တိုင်ရန်ရီယာ တဲ့ဒီဒီမှာကစဉ်းစားတော့ဒီလိုပြည်ရောကောင်းတဲ့1ရောင်းရတဲ့ကျွန်တော်အဲ့ဒီလိုဒီလိုလိုမျိုးတွေတိုင်းတဲ့ပြည်ရင်းနဲ့တခြားရလာရလာတွေကုန်တက်ကုန်တက်ပြီးပေါ်လာတော့အဲ့မှာဝန်ထမ်းနန်းစီရန်ဝန်ထမ်း၆ရောက်ပါလေအဲနန်းစီရန်နဲ့စာချင်းစီမျိုးတော့တက်တဲ့အဲ့ကသာသာပါရဲ့ဝန်ထမ်းရမှာမြည်ရဲ့ဟိုနန်းစီရန်နဲ့ပတ်သက်နေတဲ့ဟို ဒီဘောအဲ့လို၅ရောက်ပါလာတယ်။ငါပြည့်လိုက်တော့အဲ့ငါကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်လဲလုံောက်ပြီးကျွန်တော်တို့နေတော့ကြတော်လိုင်းတပ်ဖွဲ့တွေဖမ်းဆီးခေါ်ဆောင်လာတဲ့နန်းစီရီယန်၆ရောက်ကိုတော့အထက်ကညွန်ကြားချက်အတိုင်းအရေးကြီးဆောင်ရွက်သွားမှာဖြစ်ပြီးနန်းစီရီယန်မဟုတ်တဲ့မိသားစုဝင်၅ရောက်ကိုတော့မကြခင်ပြန်လွတ်ပေးဖို့စီစဉ်နေတယ်လို့လည်းသူကဆက်ပြောပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့နေထိုင်စားသောက်ရေး ကျမရဲ့အပါအဝင်အားလုံးအစဉ်ပြေအောင်စီစဉ်ဆောင်ရွက်ပေးထားပြီးမိသားစုနဲ့ဖုန်းဆက်သွယ်ပြောဆိုခွင့်လည်းပေးထားပါတယ်။ကျွန်တော်တို့ဒီစကားစကားနဲ့လည်းအထောက်အပံ့နဲ့အနားစီရမှန်းများတော့ကျွန်တော်တို့ကဖန်ဆီးရမှာပဲအနည်းငယ်လို့ကျုံလို့ကျွန်တော်တို့ခေါ်ယူနေတာရှိနေပြီဆိုရင်ဒီလိုကြည့်ရင်ပြီးမယ်။အဲကျွန်တော်ဒီအနည်းငယ်ကျွန်တော်တက်မှတ်တဲ့ရက်တိုင်းအကောင့်ချုပ်မှာမယ်ဒီလိုနဲ့တော့ရှိမှာပေါ့။အဲကျွန်တော်တို့စဉ်းစားနေနေကြတဲ့နာနဲ့များ အထူးအားဖြင့်ရန်ရမ်းမနေဘူးဆက်ပြီးရမှာကျွန်တော်တို့စကားကားရန်ရမ်းမနေဘူးဆက်ပြီးရမှာကျွန်တော်တို့တာဝန်ကြီးအဲ့တော့အဲ့ဒါကိုငွေနဲ့ဆက်လို့ဒီလန်ကျန်နေကိုပြန်ပါဗျာဒီစကားကားရဲ့ရန်ရမ်းမနေဘူးကျွန်တော်တို့ကချုပ်ပြမှာပဲဒီကြတယ်ကျွန်တော်တို့ရန်ရမ်းကြီးအသာပြေးဒီဖွဲ့ပြီးနေမှုလေအဲစကားကြီးပါနေတယ်အဲ့ဒီတိုင်းကိုရှိပါတယ်ကျောစုဝါဒပြန့်လူမှုကွန်ရက်တွေမှာတော့တောင်သားမျိုးပူတာကုန်းရက်ကွက်မှာရှိတဲ့ဌာနဆိုင်ရာဝန်ထမ်းအင်အားအတွင်းမှာနေထိုင်တဲ့ကုံတွယ်လေယာဉ်ဝန်ထမ်းတွေနဲ့ ုံဆိုင်ငယ်တွေကိုအကြမ်းဖက်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရှိရတဲ့အကြောင်းရေးသားဖြန့်ချီထားပါတယ်။ငင်းချန်ခရိုင်အစဉ်စစ်စင်ရေးအဖြစ်မေလ15ရက်ကစတင်ပြီးတောင်သာအပါဝင်ငင်းချန်နထိုးကြီးငစုံစားတဲ့မြို့နယ်တွေကအစိုးရနဲ့ပြူစောဒီစကန်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်ထိုးစစ်စင်တိုက်ခိုက်နေရပါလက်ရှိနထိုးကြီးနဲ့ဝလူရဲစကန်မှာ၆ရက်မြောက်အဖြစ်တိုက်ပွဲတွေပြင်းထန်နေသလိုအထိနာတဲ့ဆုပ်စုကလေကြောင်းကနေနေစဉ်ဘုံကျဲပြစ်ခတ်ခုခံနေတယ်လို့ဒေသခံတွေကပြောပါရယ် လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရချိန်နေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူချင်းတဲ့ပုံကိုပါဘုံကူချင်းမရှိပါကရီချိုးကန်းလိုမျိုးနိုင်ရန်ထွတ်ထွတ်ရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါအသက်အန္တရာယ်လွန်မြောက်ရမှာအပပုံကူရနေရာကိုမစွန့်ခွာပါနဲ့ ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံကိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နှုတ်မြေကြီးကိုတရောင်နဲ့ထောက်ကမ်းမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ